ရေရှည်စီမံကိန်းဆိုတဲ့ယုံကြည်ချက်အောင်မှာပထမဆုံးခြေတန်းဖြင့်စူပလားကင်ပြောင်းနိုင်ခဲ့တဲ့ချက်စီတော်ပေါ်လေးတို့မြေတန်းပြပြောနေတဲ့ရေရှည်စီမံကိန်းကတော့စူပလားလုံးနဲ့စတင်ဖွင့်လိုက်ပြီဖြစ်ပါတယ်အရိုမန်အီဘရာဟင်မိုဗစ်မရှိတော့တဲ့နောက်ပိုင်းမှာချက်စီတို့ပြန်မလာနိုင်တော့ဘူးလို့ထင်ခဲ့ပေမဲ့ဒါအထင်မြင်မှနေတယ်ဆိုတာကိုမာရက်စကာကသက်သေပြလိုက်တာပါပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာချက်စီရဲ့အခြေအနေတွေကိုပြန်ကြည့်မယ်ဆိုရင်စူပလားနေစိန်ခေါ်နေတဲ့အသင်းအနေအထားမပြောနဲ့ချန်ပီယံလိဝင်ဝင်တောင်မှရုန်းကန်နေရတာပါဒါပေမဲ့ဒီအားလုံးကတော့ဒါရင်အားလုံးဟာပြောင်းပြန်နေတာကိုဖြစ်သွားခဲ့ပါတယ် ရာသီသိမ်းပွဲအဆင့်မှာနော်တရန်ကိုအနိုင်ယူပြီးတော့ချန်ပီယံလိဂ်ဝင်ဝင်ရရှိခဲ့ချဲစီဟာရန်နေငယ်အချာမှာပင်ဘက်တစ်ကိုအနိုင်ယူပြီးတော့ယူရိုပါကွန်ဖရင့်လိဂ်ကိုသိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ဒါကြောင့်ချဲစီဟာဘောလုံးသမိုင်းတစ်လျှောက်မှာဥရောပမလားအဆောင်ရဖို့တဲ့ပထမဆုံးအသင်းဖြစ်မတန်းတက်ဆိုက်ထူသွားနိုင်ခဲ့ပါတယ်။အော်ဒီပလားဟာချဲစီရဲ့အတွက်လွယ်ကူခဲ့တယ်ဆိုပေမဲ့ထိုင်းနိုင်ငံရရှိခဲ့တယ်လို့ပြောရမှာပါ။အဘိုလူဝဲလာလမ်းတစ်လျှောက်မှာခက်ခဲတဲ့ပြိုင်ပွဲတွေကိုမတွေးကြရဘူးဆိုပေမဲ့ချဲစီအတွက်တော့ပန်းခင်းလန်းအတီးဖြစ်ခဲ့တာမဟုတ်တာတော့သိကြပါရဲ့ အော်တဖက်ကဘက်တစ်ဆိုတာကလည်းအန်တိုနီရဲ့ခြေစွမ်းပြမှုနဲ့အတူပုံစံကောင်းနေပြသနေတာကြောင့်ချဲစီအတွက်လွယ်ကူတဲ့ပွဲတော်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့လူတိုင်းကယူဆခဲ့ကြပါတယ်။တကယ်လည်းချဲစီအဗရာဟိုင်းမှာဘက်တစ်ရဲ့ဥဆောင်ခြင်းကိုခံခဲ့ရတဲ့အထိရုန်းကန်ခဲ့ရတာပါ။ဒါပေမဲ့ဒုတိယပိုင်းမှာတော့လူစားလဲမှုမှန်ကန်မှုတွေကြောင့်မှဖိုးဝမ်းနဲ့စိုးသွမ်းပြီးတော့တော့ဘွန်လေးတောင်ရေးပြီးနောက်ပိုင်းပထမဆုံးစုမလားကိုစုခုရရှိခဲ့ပြီးဖြစ်ပါတယ်။အခုဆိုရင်ချဲစီဟာ UEFA လောက်ကနေကျင်းပတဲ့ဒီဥရောပချန်ပီယံလိဥရောပယူပါလိဥရောပစူပါဘလား ရိုဘီယန်ကတ်ဝင်နာကတ်ရဲ့အပြင်အခုမှတက်တန်းညုနေသေးတဲ့ conference ကိုပါရောက်နိုင်တဲ့ပထမဆုံးအသင်းဖြစ်မှာစံချိန်သစ်ရေးထိုးနိုင်ခဲ့ပါတယ်။ချက်စီကလည်းနေပွဲမှာ၄ငါးတက်ကစားခွဲနဲ့ပွဲထွက်လာပြီးတော့အတိုင်းစစ်မှာဂျန်ဆင်ကိုထောင်ထားပြီးတော့တောင်ပံတစ်ဖက်ချက်မှာတော့မာလူအကီနဲ့နက်တိုတို့ကိုတွဲပေးထားပါတယ်။တမန်ဆင်မီဖီလာနေရာမှာတော့ကိုင်စီလိုကပွဲထွက်လာပြီးသူရဲ့ရှေ့မှာပါမနဲ့ဖိုင်နယ်တို့ကိုခင်းချင်းသွားခဲ့ပါတယ်။ဂိုလမကတော့ဂျော်ဂျီဆယ်မန်ထုတ်သုံးခဲ့ပြီးတော့နောက်တန်းမှာတော့ဂတ်စတိုချာလိုဘက်စ်ဘာရီယာရှိနဲ့ဂူယေလာကိုခင်းချင်းခဲ့ပါတယ်။ဘက်တစ်ဘက်ကတော့၄-၃လိမ့်စားကောပေါ်မှာဘန်ကန်ဘူး အဆွေကိုအန်တိုနီကာရိုဆိုလိုစုဖွဲ့နေပဲချဲစီကိုရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ပွဲဆမှာတော့ချဲစီတို့ရုံးကန်နေခဲ့ရပြီးတကယ်တမ်းတိုက်စစ်ဆင်ကစားနေခဲ့တာကဘတ်တစ်ဘက်ကဖြစ်ပါတယ်။ပွဲချိန်6မိနစ်မှာပါမားရဲ့တကူတော်အစွမ်းနဲ့ဆွဲပြေးကန်သွင်းခဲ့ပေမဲ့ကန်ချက်ကပြော့နေခဲ့လို့ဂိုလမသတ္တရာပဲဖမ်းမိသွားတယ်။ပွဲချိန်7မိနစ်မှာဘတ်တစ်ကဥဆောင်ဝရရှိခဲ့ပြီးတော့အဆွေကိုရဲ့ဖန်လေးပေးမှုကလည်းအီဆယ်ဆိုလီကသွင်းယူခဲ့တာပါ။အဲ့တော့ဘတ်တစ်ဘက်ကပဲတောက်ရှော့ပြားပေးထားနိုင်ခဲ့ပြီးပွဲချိန်73မိနစ်မှာဘာထရာရဲ့အဝေးကန်ချက်ကလည်းတော်တော်လေးကောင်းခဲ့ပေမဲ့ဂျော်ဂျင်ဆန်ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဝိုင်းရမင်းနဲ့ဆက်မှာလဲဘတ်ဂျက်ဘက်ကခွင့်ထည့်ရခဲ့ပေမဲ့ကာလိုဆွေရဲ့ကန်ချက်ကိုဂျော်ဂျီဆန်ကာကွယ်နိုင်ခဲ့လို့သာတက်တာရခဲ့တာဖြစ်ပါတယ်။ဖရမိုင်းတစ်ပိုင်းလုံးမှာချဲစီကစားပုံကအားရစရာမရှိဘဲနဲ့ဘတ်ဂျက်ကတော့မှအခွင့်အပြုမရရှိခဲ့တာပါ။ဒုတိယပိုင်းမှာတော့ချဲစီဘက်ကဒီနောက်ခံလူကတ်ဆွဲနေရမှာရေချင်းကိုလူစားလဲခဲ့ရကနေပွဲကိုကြီးမားမားအနေပြောင်းဖြစ်စေခဲ့ပါတယ်။ချဲစီနောက်တစ်သင်းများဖြစ်သွားလာလို့ထင်မဲ့ရတဲ့အချိန်ဘတ်တစ်အသင်းပေါ်ပေါက်ကွဲပြသွားခဲ့ပြီးတော့ချီပါကိုတဲ့အနိုင်ကိုတွေကိုဇက်တိုက်ရရှိခဲ့တာဖြစ်ပါတယ်။ဒါနောက်မှဒုတိယပိုင်းဆက်စားခြင်း15မိနစ်လောက်ကရုံးကန်နေခဲ့ရပြီးတော့ပွဲချင်း65မိနစ်မှာသွင်းယူခဲ့တဲ့ အန်ဆွဲချီပါကူကပွဲကိုအလှည့်ပြောင်းဖြစ်စေခဲ့တာပါ။၅မိနစ်ကြာမှရင်လီကိုလန်ဂျန်ဆင်ကချဲစီအတွက်ဥဆောင်ကိုသွင်းပေးခဲ့သလိုလူစားဝယ်ကစားသမားဆန်ချိုကလည်းဒီကိုသွင်းပေးခဲ့ပါတယ်။ပွဲသိမ်းကူကတော့ကွင်းလယ်လူကန်စီတို့က60မိနစ်မှသွင်းယူခဲ့ပြီးချဲစီအတင်းက conference player ကိုစုခုသွားခဲ့တာဖြစ်ပါတယ်။ဒီဟာဒီမှာလန်ဒန်ကလပ်တီရဲ့ဆန်းဆောင်ရီကတကယ်ကိုအားရစရာပါပဲ။ယောပါလီဖလားကိုတော့စပါတင်ကယူတယ်ကွန်ဖရင့်ဖလားကိုချဲစီတင်ကယူပြီးတော့အက်ဖေဖလားကိုတော့ခွဲချဲပဲလေအတင်ကရယူသွားခဲ့တာဖြစ်ပါတယ်